က်ထပ်အကြောင်းအရာကတော့မန္တလေးတိုင်းမိုးကုံမြို့နောက်ပိုင်းကို အော်တိုဘာ၁ရက်နေ့နနက်၁၇နာရီတွင်ဂျမ်ဖက်စစ်တပ်ကဂျက်ဖိုင်တာဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာအရက်သားများထိခိုက်မှုရှိခဲ့ကြောင်းသိရှိရပါတယ်။အနောက်ပိုင်းညောင်ပင်မရောက်ခင်နားကအိမ်တွေထိခိုက်ခဲ့တယ်။လူတချို့လည်းထိခိုက်သွားတယ်လို့ကြားရတယ်လို့မိုးကုံမြို့ကတအူးကပြောပါတယ်။မိုးကုံမြို့အနောက်ပိုင်းကိုစက်တင်ဘာ၂၁ရက်ညနေပိုင်းတွင်လည်းစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့မှုပါတယ်။ မိုးကုံမြို့သည်တအောင်းမြို့သားလူမြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားသည့်မြို့ဖြစ်ပါတယ်။လက်ရှိတွင်စစ်ကောင်စီတပ်နှင့် TNL တို့သည်ကျောင်းမဲမြို့နယ်နှင့်နောင်ချိုမြို့နယ်တွင်ရှိ နေရာချို့တွင်တိုက်ပွဲများဖြစ်ပွားနေပါတယ်။ TNL ထိန်းချုပ်ထားတဲ့မြို့နယ်များကိုစစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်နေပြီးယခုရက်ပိုင်းတွင် ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း အေအော်ရီတိုင်းနဲ့ကရင်ပြည်နယ်ရှိမြို့တချို့ကိုလည်းကျန်းဖက်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုများကြောင့်အရက်သားများထိခိုက်ဒေဆုံးမှုများရှိနေပါတယ်။မြေပြင်တိုက်ပွဲများတွင်ရှုံးနေနေတဲ့စစ်ကောင်စီကအရက်သားများကိုပြစ်မှတ်ထားကလေးချောင်းမှတိုက်ခိုက်နေသဖြင့်လေးချောင်းအန်နီယန်နဲ့စစ်ရေးသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကချင်လွတ်လပ်ရေးတပ်မတော် KIA အာရခတပ်တော် AA TNL နဲ့တော်လှန်ရေးအင်အားစုများကတတိပေးထားပါတယ်ရှင်